မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ကွန်ပျူတာအခြေခံသမားများအတွက် Microsoft Excel အခြေခံစရားစွဲတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာ ညဝေပေးသွားမှာဖြစ်ပါတယ်။ကိုကကွန်ပျူတာကိုခုမှစပြီးတော့လေ့လာနေတာပဲဖြစ်ဖြစ် Access Software ကိုခုမှစပြီးတော့လေ့ကျင့်နေတဲ့သူပဲဖြစ်ဖြစ်ဇာတ်ရည်ဆွဲတဲ့အခါမှာလောက်တက်ကြတဲ့ကျွန်တော်တို့အမားလေးတွေနဲ့ဇာတ်ဆွဲပုံဆွဲနည်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ကျွန်တော်ဒီဘက်ကဇာတ်ကွက်လေးကိုနမူနာထားပြီးတော့ဆွဲပြပေးသွားမှာဖြစ်ပါတယ်။ငွေလငင်းဘောင်ချာပုံစံလေးပေါ့နော်။အဲ့တော့ဒီလိုပုံစံလေးရအောင်ကျွန်တော်တို့ Excel ထဲမှာ ဘလိုမျိုးဆွဲလို့ရလဲဆိုတော့နီလန်လေးတွေကိုရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ Excel software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Excel software လေးတစ်ချက်လောက်ဖွင့်လိုက်မယ်။ Microsoft Excel software ဖွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ Blank Watchbook ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့စာရေးဘာမှမရိုက်ခင်မှာဆဲခွက်လေးတွေအလုံးကိုဆက်လက် off ပေးလိုက်ပါ။ Control ရဲ့ A ရဲ့နှိပ်ပြီးတော့ဆက်လက် off လေးပေးလိုက်ပါမယ်။ဆက်လက် off ပေးပြီးသွားပြီဆိုတာနဲ့တပြိုင်တည်း ိုအသုံးပြုမဲ့ဖောင်ပြောင်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဟုံးတက်တဲ့ကဖောင်ပြောင်းတဲ့နေရာလေးမှာကိုအသုံးပြုမဲ့ပြည်တော်စုဖောင်ဒါမှမဟုတ်စော်ဂျီဝမ်ဖောင်ကိုကျွန်တော်တို့ပြောင်းပေးရမှာဖြစ်ပါတယ်။ဖောင်ဆိုင်လေးတွေကိုလည်းကိုရဲ့စိတ်တိုင်းကျကျွန်တော်တို့ချိန်ခဲ့ပေးလို့ရပါတယ်။ဒါရီအလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့ enter လေးခောက်ပေးလိုက်ပါမယ်။ အန်တာကောက်ပြီးသွားပြီဆိုရင်တော့ဇရားကိုစပြီးတော့မှဆွဲမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဇရားခွက်တွေဆွဲတဲ့အခါမှာတချို့ကျွန်တော်တို့လွတ်တက်ကြတဲ့အမားလေးတွေရှိတယ်။အရင်ဆုံးကျွန်တော်တို့ဆဲခွက်တွေကိုကျွန်တော်တို့ဘဏ္ဍွက်ရှိလဲအကောလံကဘဏ္ဍရိုးရှိလဲရိုးကဘဏ္ဍရိုးရှိလဲဆဲခွက်တွေကိုကျွန်တော်တို့ရေးလိုက်တယ်ပေါ့နော်ရေးပြီးတော့အကောင်လုံးကျွန်တော်တို့ဘောင်ကြီးကိုကျွန်တော်တို့ဘောဓာကိုအရင်ဆုံးခတ်ခတ်လိုက်ကြတဲ့ကျွန်တော်တို့ဒူလေးတွေတွေ့ရပါတယ် ဇရာကွက်တွေဆွဲတဲ့အခါမှာဒီလိုမျိုးကျွန်တော်တို့ဘောင်းတွေကိုအရင်ဆုံးမကတ်ရပါဘူးเนาะဘောင်းတွေကိုအရင်ဆုံးခတ်တယ်ဆိုရင်ကျွန်တော်တို့ဆဲကွက်တွေကလိုသွားတာမျိုးတွေပိုသွားတာမျိုးတွေကျွန်တော်တို့ရှိရဲဆိုရင်ပြန်ပြီးတော့ပြင်ရတာတွေကကို့အတွက်အချိန်ကြာတယ်ဒါကြောင့်ကျွန်တော်တို့ဇရာကွက်ထဲမှာရေးမဲ့စာတွေကိုကျွန်တော်တို့အရင်ဆုံးလိုက်ပြီးတော့မှရိုက်ခဲ့ပေးလိုက်ပါမယ်ဒါကြောင့်ဒါလေးတွေကျွန်တော်တို့စပြီးတော့မှလုပ်ကြည့်လိုက်မယ် ျွန်တော်တို့ဒီမှာငွေလငင်းပေါင်ချဆိုပြီးတော့ရေးလိုက်ပါမယ်။အခုလောလောဆယ်စာရွေးရေးရဆိုရင်သူကအင်္ဂလိပ်နံပါတ်တွေအင်္ဂလိပ်စင်တွေအတွက်ကျွန်တော်တို့ထွက်နေပါတယ်။ဒါကြောင့်မြန်မာလိုလေးရအောင်ကျွန်တော်တို့ Windows နဲ့စပေးဘာနဲ့ကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြီးတော့ keyboard ကနင်ပြီးတော့မှကျွန်တော်တို့ဒီမှာ window ကဘေးရင်ပါတဲ့ဘာမင်းမြန်မာ keyboard လေးကျွန်တော်တို့အရေးဆုံးပြောင်းပေးလိုက်ပါမယ်။ပြောင်းပြီးသွားပြီဆိုရင်တော့စာရေးလိုက်မယ်။ငွေလငင်းပေါင်ချဆိုပြီးတော့ကျွန်တော်တို့ရေးပါမယ်။ ငွေလငဲပေါင်ချဆိုပြီးတော့ရေးလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့အန်တာလေးခောက်လိုက်ပါမယ်။အန်တာခောက်ပြီးသွားတဲ့နောက်တစ်ချောင်းရောက်သွားပါလိမ့်မယ်။ကျွန်တော်တို့ဒီမှာနောက်တက်တစ်ခုထပ်ပြီးတော့ရိုက်မယ်။ custom မှာ detail ဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာတက်လေးခုံလိုက်ပါမယ်။ keyword ကနေပြီးတော့မှတက်ကိုခုံလိုက်တာနဲ့တပြိုင်တည်းနောက်ဆဲခွက်လေးတစ်ခွက်ကိုကျွန်တော်တို့ရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ဟောအခုလိုပုံစံလေးကျွန်တော်တို့ရသွားမယ်ပေါ့နော်။အဲ့တော့တက်ကိုခုံပြီးတော့မှနောက်တစ်ခွက်ကိုကူလိုက်တယ်။ နောက်တစ်ခွက်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာအမြည်ဆိုပြီးတော့ရှိမယ်တက်ထပ်ပြီးတော့ပုံပါမယ်ဒီဘက်က10ခွက်လေးမှာတော့ကျွန်တော်တို့ဒေါ်အေးအေးဆိုပြီးတော့ရိုက်မယ်အန်တာလီခေါလိုက်တာနဲ့တပြိုင်နဲ့ပထမဆုံးတက်ခုန်ထားတဲ့10ခွက်ရဲ့အောက်ကိုကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့နောက်ထပ် customer ဒီလေးရဲ့အောက်မှာတော့ဘာမှမရှိတော့ဘူးဒါကြောင့်သူ့မှာဘာမှမရှိတော့ဘူးတက်လေးခုန်လိုက်မယ်အမြည်ရဲ့အောက်မှာဆိုရင်နောက်ထပ် customer info ဆိုပြီးတော့မှကျွန်တော်တို့ရှိတယ် customer info ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင်တော့တက်လေးခုံလိုက်ပါမယ်တက်ခုံပြီးသွားပြီဆိုရင်တော့ဒီဘက်ဘေးလေးမှာကျွန်တော်တို့ကဖုန်းဆိုပြီးတော့มาရှိမယ် enter လေးခောက်လိုက်ပါမယ်ဖုန်းနံပါတ်ရဲ့အောက်မှာကျွန်တော်တို့ဒီမှာနေရက်ဆိုပြီးတော့มาကျွန်တော်တို့ရှိသေးတယ်ဒါကြောင့်ကျွန်တော်တို့နေရက်ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးသွားရင်တော့ enter လေးခောက်လိုက်ပါမယ်ဟောဒီမှာကျွန်တော်တို့အမည်ရဲ့အောက်မှာ customer info ဆိုပြီးတော့ရှိတယ်ဒီလိုပုံစံလေးကျွန်တော်တို့ဇာတ်ကွက်ပုံစံလေးပေါ်လောင်းစာရီကိုရိုက်ပေးမယ်ပေါ့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာ ပစ္စည်းအမျိုးအမည်ဆိုပြီးတော့ရေးပါမယ်ပစ္စည်းရေးဖို့ရာအတွက်ပါရေးတယ်စာလုံးရေးတယ်လုံးစင်ဆင်ဖို့ရာအတွက်ပြည်တော်စုဖောက်မှာလုံးစင်ဆင်ကျင်တယ်ဆိုရင်ရှင်းနဲ့ F နဲ့တစ်ချက်နှိပ်ပြီးတော့မှဒီမှာကျွန်တော်တို့ပစ္စည်းဆိုပြီးတော့မှရေးလိုက်ပါမယ်ပစ္စည်းအမျိုးအမည်ဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်မယ်ပြီးရင်တော့တက်လေးခွန်လိုက်ပါမယ်ဒီဘက်မှာကျွန်တော်တို့ဈေးနှုန်းဆိုပြီးတော့မှရေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီဘက်ဖေးလေးမှာကျွန်တော်တို့အရေးအတွက်ဆိုပြီးတော့မှရေးလိုက်ပါမယ် တက်ခုံခုံပြီးတော့ပဲကျွန်တော်တို့ရေးခဲ့လိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ကစွတ်စွတ်ပေါင်းဆိုပြီးတော့ရေးမယ်ပြီးရင်တော့အန်တာလေးခောက်လိုက်ပါမယ်အန်တာခောက်ပြီးသွားပြီဆိုရင်တော့ပစ္စည်းအမျိုးမျိုးရဲ့အောက်မှာကျွန်တော်တို့ကအင်းညီဆိုပြီးတော့ရေးပါမယ်အင်းညီရေးဖို့ရာအတွက်အငါတာအဆိုပြီးရေးမယ်လုံးစစ်ဆင့်ဖို့ရာအတွက်၈နဲ့ F နဲ့တစ်ချက်နှိပ်ပါတယ်ပြီးသွားပြီဆိုမှကျွန်တော်တို့ဒီမှာအင်းကြီးဆိုပြီးတော့မှရေးလိုက်မယ်ပေါ့တက်လေးခုံလိုက်ပါမယ်ဈေးနှုန်းရေးတဲ့အခါမှာကျွန်တော်တို့လိုချင်တာက မြန်မာလိုအခရာနံပါတ်နဲ့ကျွန်တော်တို့ကလိုချင်တယ်အခုလောလောဆယ်ကျွန်တော်တို့စာရင်းရိုက်လိုက်တဲ့အခါမှာအင်္ဂလိပ်အခရာနံပါတ်နဲ့ကျွန်တော်တို့ထွက်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ keyboard တွေမှာကနံပါတ် keyboard ဘက်မှာလည်းကျွန်တော်တို့နံပါတ်တွေရိုက်လို့ရတဲ့ခလုတ်လေးတွေပါတယ်ကျွန်တော်တို့စာရင်းရေးလို့ရတဲ့အပေါ်နားလေးမှာလည်းကျွန်တော်တို့ဒီမှာ keyboard ပုံလေးတစ်ချက်ဖော်ပြပေးပါမယ်ကျွန်တော်တို့မြန်မာစာရင်းရေးချင်တာဖြစ်တဲ့အတွက်ဒီအပေါ်မှာရှိနေတဲ့နံပါတ်နေရာလေးတွေကနေပြီးတော့ကျွန်တော်တို့ရိုက်ထည့်ပေးရပါမယ် ဒီဘက်ဘေးကကျွန်တော်တို့နံပါတ်ကီးဘုတ်ဘက်ကနံပါတ်စင်တွေကိုကျွန်တော်တို့ရိုက်တယ်ဆိုရင်တော့အင်္ဂလိပ်အက္ခရာနံပါတ်နဲ့ထွက်နေပါလိမ့်မယ်ဒီတော့ကိုကမြန်မာလိုရိုက်ချင်တာဖြစ်တဲ့အတွက်ဒီကနေပြီးတော့မှကျွန်တော်တို့ရိုက်ပေးရပါမယ်တကယ်လို့ကိုကဒီကနေပြီးတော့မှရိုက်ချင်တာမျိုးမဟုတ်ဘဲနဲ့နံပါတ်ကီးဘုတ်ဘက်ကနေပြီးတော့ပဲကျွန်တော်တို့နံပါတ်တွေကိုရိုက်ချင်တယ် ဒီရဲ့နံပါတ်တွေရိုက်တဲ့အခါမှာလဲမြန်မာလိုအခရာနံပါတ်လေးတွေကျွန်တော်တို့ရရင်တယ်ဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ဒီမှာဈေးနှုန်းတွေနံပါတ်စင်တွေရိုက်မဲ့စဲခွက်လေးတွေမှာကျွန်တော်တို့အရင်ဆုံးဆက်လက်လေးမှတ်ခဲ့ပေးလိုက်ပါမယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဖောင်ပြောင်းတဲ့နေရာလေးမှာပြည်တော်စုဖောင်မဟုတ်ပဲနဲ့ပြည်တော်စုနံပါတ်ဖောင်လေးကျွန်တော်တို့ပြောင်းခဲ့ပေးရပါမယ်ဒီနေရာလေးမှာကျွန်တော်တို့ပြည်တော်စု နံပါတ်ဆိုတော့ကျွန်တော်တို့ဖောင်လေးပြောင်းခဲ့ပေးရမှာဖြစ်ပါတယ်ရိုးရိုးပြည်တော်စုဖောင်နဲ့ကျွန်တော်တို့ရိုက်လို့မရဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီမှာပြည်တော်စုနံပါတ်ဆိုပြီးတော့ပြောင်းလိုက်မယ် under call လိုက်ပါမယ်ပြီးပြီဆိုရင်တော့ဈေးနှုန်းနေရာလေးမှာကျွန်တော်တို့နံပါတ် keyboard ဘက်ကနေပြီးတော့ရိုက်လို့ချသွားပြီးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့2000ခွဲရေးလိုက်ပါမယ်အရေးအတွက်ဆိုတဲ့နေရာမှာတော့ငါကျွန်တော်တို့ရေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့စုစုပေါင်းကိုတော့ကျွန်တော်တို့မရေးတော့ဘူးသူ့မှာကျွန်တော်တို့တခါတဲ့ formula လေးကျွန်တော်တို့ချခဲ့မှာဖြစ်တဲ့အတွက်ညီမြချင်းလေးထိုးလိုက်ပါမယ်စုစုပေါင်းကိုလိုချင်တာဖြစ်တဲ့အတွက်ဈေးနှုန်းနဲ့အမြောက်ကျွန်တော်တို့အရင်အတွက်နဲ့မြောက်ပေးလိုက်ပါမယ်အန်တာလေးခေါက်လိုက်တာနဲ့တပြိုင်နဲ့သက်ဆိုင်ရာကျွန်တော်တို့တန်ဖိုးတိုတယ်လေးရရှိလာပါလိမ့်မယ်ပြီးရင်နောက်တစ်ခါကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်အင်းကြီးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ဖက်နက်ဆိုပြီးတော့မှရေးလိုက်ပါမယ် တက်လေးကောင်လိုက်ပါမယ်သူ့မှာတော့ကျွန်တော်တို့ဒီမှာ1000ခွဲပေါ့နှစ်ဆိုပြီးရိုက်လိုက်မယ်အန်တာလေးခောက်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာကျွန်တော်တို့နောက်ထပ်အုတ်ထုပ်ဆိုပြီးတော့ရေးလိုက်ပါမယ်ပြီးရင်တော့တက်လေးကောင်လိုက်ပါမယ်သူနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ဈေးနှုန်းလေးရေးမယ်ပြီးရင်တော့ကျွန်တော်တို့အရေးအတွက်ထည့်မယ်အန်တာလေးခောက်ခဲလိုက်ပါမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာနာယီဆိုပြီးတော့မှရေးလိုက်မယ်တက်လေးကောင်လိုက်ပါမယ် သူ့ကိုတော့ကျွန်တော်တို့ဒီမှာသက်ဆိုင်ရာကျွန်တော်တို့ဈေးနှုန်းလေးထည့်မယ်ပြီးသွားပြီဆိုရင်တော့အရေးအတွက်ထည့်မယ်အန်ဒါလေးခောက်လိုက်ပါမယ်နောက်တစ်ခုကျွန်တော်တို့ရွှေဆွဲကျိုးဆိုပြီးတော့မှအရေးလိုက်ပါမယ်အခုလိုမျိုးကျွန်တော်တို့စာရင်းရေးတဲ့အခါမှာကိုမြိုက်တတ်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်စီကိုလာပြီးတော့မှမေးမြန်းပေးလို့ကျွန်တော်တို့ရပါတယ်။ရွှေဆွဲကျုံမှာတော့ကျွန်တော်တို့ဒီမှာအဲသူနဲ့သက်ဆိုင်တဲ့တန်ဖိုးတိုတယ်လေးကျွန်တော်တို့ထည့်လိုက်ပါမယ်။ ပြီးတော့ပြီဆိုရင်တော့တက်လေးခုန်လိုက်မယ်အရေးအတွက်တယ်မယ်အန်တာလေးခောက်လိုက်ပါမယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ဈေးနှုန်းတွေရေအတွက်တွေထည့်ခဲ့လိုက်တယ်နောက်မှာကျွန်တော်တို့စုစုပေါင်းပေါင်း formula တွေ့ထားတာဖြစ်တဲ့အတွက်အောက်ကွက်တွေထပ်ပြီးတော့မတွေ့တော့ဘူး auto fill လေးဆွဲချလိုက်ပါမယ်ဒါကြောင့်သူ့ရဲ့အောက်ခြေအနေပြီးတော့အခုလိုမျိုးကျွန်တော်တို့မြန်မာမဲလေးပေါ်အောင်ထောက်မယ်ပြန်တော့အောက်ကိုကျွန်တော်တို့ဆွဲချလိုက်တာနဲ့တပြိုင်တည်းတက်ဆိုင်ရာတန်ဖိုးတိုတယ်လေးတွေကျွန်တော်တို့ထွက်လာပါလိမ့်မယ်ပြီးရင်တော့ဒီအောက်မှာကျွန်တော်တို့စွတ်စွတ်ပေါင်းဆိုပြီးတော့မှကျွန်တော်တို့ရေးလိုက်ပါမယ် ပြီးသွားပြီဆိုရင်တော့ဒီအောင်ဆုံးလေးမှာသူတို့တွေအားလုံးကိုကျွန်တော်တို့ပေါင်းမှဖြစ်တဲ့အတွက်အလွယ်တကူပဲ order နဲ့ညီမြချင်းတဲ့ကိုတစ်ချက်လောက်နှိပ်မယ်ဆက်လက်လေးဝင်လာပြီဆိုရင်တော့ under လေးခေါက်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ဒီမှာသက်ဆိုင်ရာတန်ဖိုးတိုတယ်လေးတွေရရှိလာတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ဇရာကွက်လေးတွေဆွဲတဲ့အခါမှာဇရာကွက်ထဲမှာပါရှိတဲ့စာရီအကုန်လုံးကျွန်တော်တို့ကအခုလိုမျိုးပုံစံနဲ့ အားလုံးရင်းပြီးသွားပြီဆိုရင်တော့သူ့ရဲ့ဇယားခွက်လိုမျိုးလေးဖြစ်အောင်ကျွန်တော်တို့ဆဲခွက်တွေကိုအချောအချက်လိုက်ပြီးတော့လုပ်ပေးရမယ်။ဆဲခွက်လေးတွေကိုကျွန်တော်တို့နှစ်ခွက်တစ်ခွက်ပေါင်းတဲ့ကျွန်တော်တို့ပေါင်းပေးမယ်ပေါ့နော်။အဲ့တော့ဒီလိုပုံစံလေးတွေရအောင်ဒီမှာဆိုရင်ငွေလငင်းပေါင်းချဆိုတဲ့ကျွန်တော်တို့ဒီရဲ့ခေါင်းစဉ်ကဆဲခွက်တွေအားလုံးရဲ့အလဲကောင်းမှရှိတဲ့အတွက်သူတို့တွေရေးထားတဲ့ဆဲခွက်၄ခွက်လုံးကိုကျွန်တော်တို့ဆက်လက်မှတ်ပါမယ်။ဆလမတ်ပြီးသွားပြီဆိုရင်တော့ဟုံးတက်ထဲက alignment group ထဲမှာ man center ဆိုတာလေးကျွန်တော်တို့ရှိပါတယ် ဒီရဲ့ man center ဆိုတာကတော့ဆဲခွက်တွေကိုပေါင်းတဲ့အခါမှာကျွန်တော်တို့သုံးတယ်ဒါကြောင့်ကျွန်တော်တို့သူ့ကိုဆက်လက်မှတ်ပြီးသွားပြီဆိုရင်ကလစ်တစ်ချက်နှိမ့်လိုက်တာနဲ့တပြိုင်တည်းဆဲခွက်လေးတွေအားလုံးကကျွန်တော်တို့ပေါင်းပြီးသွားတာကိုတွေ့ရပါတယ်ခေါင်းစဉ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆလုံးလေးအထူအောင်ဘိုးလေးထည့်ခဲ့ပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုပုံစံရရှိသွားမယ်ပေါ့နော် ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာဆိုရင် customer delay ဆိုတဲ့နေရာမှာတော့ဆဲခွက်ကို2ခွက်2ခွက်ပေါင်းထားတာဖြစ်တဲ့အတွက်ဆဲခွက်2ခွက်ကိုဆက်လက်ပေးမယ်။မှန်စန်တာနဲ့လုပ်မယ်။ပြီးသွားပြီဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံကဒီလိုပုံစံမဟုတ်ဘူး။ customer delay ကိုအထက်အောက်လိုချင်တာဖြစ်တဲ့အတွက်မောင်းရက်လက်ကလေးနဲ့နှစ်ချက်ပြန်နှိပ်ပါမယ်။စပေးပါလေးချားနေတာကို bus pay နဲ့ဖြတ်ခဲ့မယ်။ပြီးရင်တော့ကျွန်တော်တို့က keyboard ကနေပြီးတော့မှ order နဲ့ under နဲ့ကိုတစ်ချက်နှိပ်ပေးပါမယ်။ order under နှိပ်ပြီးသွားပြီဆိုမှ အော်တာကီလေးကိုကျွန်တော်တို့လွှတ်မယ်။ပြီးရင်အန်တာလေးခောက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံလေးကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်။ customer info မှာလည်းဒီလိုပါပဲ။ဒီဆဲခွက်နှစ်ခုကိုကျွန်တော်တို့ဆက်လက်မှတ်တယ်။ Man Center လေးနဲ့ပေါင်းခဲ့မယ်။ customer info ဆိုတဲ့စာသားလေးကိုကျွန်တော်တို့မောက်ရလက်ကလေးနှစ်ချက်ပြန်နှိပ်ပါမယ်။ Bus Pay နဲ့ကျွန်တော်တို့စပေချားနေတာလေးကိုဖြတ်မယ်။ အစောနာလိုပဲကျွန်တော်တို့က customer info ဆိုတာလေးကိုအထောက်အောက်လိုချင်တာဖြစ်တဲ့အတွက် order နဲ့ under လေးနဲ့ကျွန်တော်တို့ခောက်ပေးပါမယ်ပြီးရင်တော့ရိုးရိုး under နေလိုက်မယ်ဟောဒီပုံစံတန်းလေးဖြစ်သွားပါလိမ့်မယ်ဒေါ်အေးဆိုတဲ့ကျွန်တော်တို့ဆဲခွက်လေးမှာလည်းဆဲခွက်ကိုနှစ်ခွက်တစ်ခွက်ပေါင်းလိုတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဆဲခွက်လေးနှစ်ခွက်ကျွန်တော်တို့ဆက်လက်ပေးလိုက်မယ်မန်ဟန်စန်တာလေးနဲ့ကျွန်တော်တို့ပေါင်းလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီပုံစံအနေထားလေးကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ် ဒီတော့ကျွန်တော်တို့ဒီမှာအမြင်နဲ့ .aa ကိုဆက်လက်မှတ်မယ်အလဲကောင်စင်တာလေးကိုကျွန်တော်တို့ချိန်ထားခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ရရှိသွားပြီပေါ့နော်အဲ့တော့ဒီရဲ့ကျွန်တော်တို့ကဘောင်းချာပုံစံလေးအားလုံးကျွန်တော်တို့ရသွားပြီစာတွေလည်းအကုန်လုံးရေးပြီးသွားပြီဆိုမှကျွန်တော်တို့ဒီမှာဇာတ်ကွက်လေးတွေကိုဘောင်းခတ်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ဆက်လက်လေးမှတ်တယ်ဘော်ဒါတွေကနေပြီးတော့မှအော်ဘော်ဒါဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးဇာတ်ကွက်ပုံစံလေးရရှိသွားမှာဖြစ်ပါတယ် အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ရင်းနဲ့အခုလိုမျိုးဇာတ်ဝတ်ပုံစံလေးကိုလိုက်ပြီးတော့မှစွဲကြည့်နိုင်ပါတယ်။အကယ်၍ကိုကိုရန်စွဲတဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။မလုံးတက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။